အားသောဝါလာရှင်ညီကောင်မတော်များလုံးပဲမင်္ဂလာမနက်ခင်ဗျာဧပြီလ29ရက်နေ့နောက်ဆုံးရအာဆီနယ်မနက်ခင်သတင်းလေးပုဒ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ် ီမနက်ခင်းသတင်းတွေကတော့အရင်ရော strong မဖြစ်ဘူးဒါပေမဲ့ internet သတင်းတချို့ကို တော့အချိန်မီသိသိချင်းတဲ့အတွက်သတင်းလေးပုဒ်ကိုစူးစီးပြီးတော့လုတ်ပေးဖြစ်တာပါကဲပထမဦးသတင်းလေးပုဒ်ကတော့ David Austin ဖော်ပြထားတဲ့ Arsenal သင်း Nuya ဒီတိုက်စစ်ကစားသမားကြီးနဲ့ပတ်သက်ပြီးဖော်ပြပြီးတော့ပါသူကတိုက်စစ်ကစားသမား၄ဦးအကြောင်းပြောသွားတယ်အဲ့ဒီမှာမှ Arsenal တို့ Nuya ဒီမှာတကယ်ဆွေးနွေးပြီးခေါ်ယူသွားနိုင်ရှိတဲ့ကစားသမား၂ဦးက Victor Yograt နဲ့ Benjamin Sesko တယောက်ကတော့ ဒါပိုတူဂီလီမှာကစားနေပြီးတော့တယောက်ကတော့ဂျာမန်ဘွန်ဒရီယာကလပ်အပီလစ်စက်မှာကစားနေတယ်ဒီနှစ်ယောက်ကတော့အာဆင်နယ်တို့နှွေမှာတကယ်ခေါ်ဦးသွားနေချေရှိတဲ့ကစားသမားတွေကနှစ်ယောက်လို့ပြောထားတယ်နောက်ထပ်နှစ်ယောက်ကကျတော့အလက်ဇန္ဒားအီဆက်နဲ့ဗစ်တာအိုဆင်မန်အလက်ဇန္ဒားအီဆက်နဲ့ပတ်သက်ပြီးတော့ခုံနိုင်ရကိုင်းတို့အရင်နဲ့ပြီးတော့ဗစ်တာအိုဆင်မန်နဲ့အာဆင်နယ်ကြားသတင်းတွေကလုံးဝအေးဆက်သွားခဲ့ပြီဆိုပြီးသူကပြောသွားတယ်ကျွန်တော်ကအဲ့ဒီသတင်းကိုဒီလောက်ပဲရတယ်ဗျဘာလို့လဲဆိုတော့သူကကျတော့ဒီလားစင်ကြီးပေးပြီးတော့အင်တာနက်ထဲမှာပဲသူတို့ကအင်တာဗျူးပြောတဲ့ပုံစံဖြစ်တဲ့အတွက်အပေါ်ကဒီ caption က ါင်းစည်းလောက်ကိုပဲကျွန်တော်ဒီသတင်းပဲရခဲ့တာအဲ့ဒီအတွက်လည်းအများကြီးထပ်မံပြီးမဖော်ပြပေးဖြစ်တာကိုလည်းနားလည်ပြီးပါတည့်အတိုင်းပဲတချို့ဒီမှာဆိုလို့ရှိရင်ဒါ exclusive ပုံစံမျိုးသူတို့ကလာသိင်ကြီးယူပြီးတော့သတင်းတွေကို interview ဖြေကြရရှိတယ်ကျွန်တော်ကအဲ့ဒီမှာလာသိင်ကြီးမယူထားဖြစ်တဲ့အတွက်အပြင်ပိုင်းသတင်းလောက်ပဲရပါဘို့လေနောက်ကြရင်တော့အဲ့လိုသတင်းတွေကိုတော့ကျွန်တော်တို့ internet ထဲမှာလာသိင်ကြီးပြပြီးယူဖို့တော့ရှိပါတယ်လောလောဆယ်တော့မလုပ်ပေးဖြစ်သေးဘူးဘို့လေအဲ့တော့ဒီသတင်းနဲ့ပတ်သက်ပြီးကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ arsenal နွေရာတီမှာခေါ်မဲ့ကစားမနှစ်ဦးကတော့ peter yokret နဲ့ benjamin sesko တအူးကတော့ဒီ26နှစ်ပဲရှိတဲ့ sweden သား ဒါပေမဲ့မကြခင်မှာ28နှစ်ပြည့်တော့မယ်ပေါ့လေအဲ့အတွက်လဲ Sporting Lisbon ဘရိုနိုကဒီကစားမကိုရောင်းချဖို့အတွက်ပြင်ဆင်နေပြီးတော့သူ့ရဲ့စာချုပ်ဖြစ်တင်းကြီးထက်မှရှော့ပြီးရောင်းသွားဖို့ရှိတယ်ဒီရာသီ46ဝက်မှာ48ကိုသူမီကိုလုံးဖန်ပြီးထားတယ်ဆိုပေမဲ့တကယ့်ကိုများပြားလာတဲ့သွင်းကိုဖန်ပြီးမှုတွေဆိုပေမဲ့ပေါ်တူဂီလိမှာပြတဲ့ခြေစွမ်းတွေကြောင့်ပရီးမီးယားလိမှာအသားကျပါမလားဆိုပြီးအတင်းကြီးတချို့ကတော့စောင့်ကြည့်လျက်ရှိနေပေါ့လေနောက်တစ်ယောက်ကကျတော့ဘန်ဂျမင်ဆက်စကိုဂျာမန်ဘွန်ဒီးယားကလပ်အော်ပီလစ်ဘစ်မှာကြံခဲ့တဲ့ရာသီက ဒီခြေစွမ်းနေပြခဲ့ပြီးတော့ကြံခဲ့တဲ့ຫນွေကားမှဒီကစားမသည်ဆက်ရုပ်တက်တန်တိုးထားတယ်ဆိုရင်မဲ့ခေါ်ဦးမယ်ဆိုလို့ရှိရင်တော့အတင်းတင်းလာပြီးကန်းလိုက်ရင်ထိုက်တင်တဲ့ကြီးနဲ့ဆိုရင်ထောက်ခောက်ကွင်ပေးရမယ်ဆိုတဲ့စာချုပ်ပါအချက်အလက်ရအာဆင်နယ်ခေါ်ဦးသွားနိုင်ချေရှိတယ်21နှစ်ရဲ့ Slovenia သား2028ခုနှစ်ဒီစာချုပ်တက်တန်ရှိသေးဆိုရင်မဲ့ကြိုက်တဲ့ချိန်သွားခေါ်လို့ရတယ်ကစားသမားသာကြည့်ပြရဆိုရင်ပေါ့လေဒီရသည်42ဘွယ်မှာ90တွင်ပြီးတော့6လုံးဖိန်ထားပါတယ်အဲ့လို့ဆိုတော့ဤဆက်နဲ့ပတ်သက်ပြီးတော့ပီတာအိုစင်မင်းနဲ့ပတ်သက်ပြီးတော့ အာဆင်နယ်တို့နွေရာသီမှာခေါ်ဝင်နိုင်ရခိုင်တို့အရန်နေတယ်ဆိုပြီးတော့ဒေးဗစ်အွန်စတင်ကပြောတော့ပါတယ်ညီကိုတို့ကဘယ်လိုထင်လဲကျွန်တော်တို့ဒီနှစ်ဦးတည်းမှာဆိုရင်တော့ဘက်ဂျင်မစ်ဆက်စကိုပဲရောက်ရောက်ဗီတာယော့ဂရက်ပဲရောက်ရောက်အာဆင်နယ်အတွက်အသုံးဝင်မဲ့တိုက်စစ်ထောင်ကစားမတူလို့ထင်တယ်ပြီးတော့လည်းတိုက်စစ်မှုတူအထက်ပိုမိုတဲ့ဝေါ်လောက်တွေအာဆင်နယ်မှာအများကြီးလုပ်ရမှာ အရှိမကျွန်တော်တို့အာလင်းဟာလန်လို့ပုံစံမျိုးအခမ်းအနားနေလို့မရဘူးဒီတောင်မန်ဒီမှာရောကွင်းလေထိဘောလုံးဆင်းဆက်တာရောအိုက်တာရဲ့တက်ကနစ်မှာအများကြီးရောတိုက်စင်မှုတယောက်ကဝင်ပြီးကစားရမှာအဲ့ဒီတည်းလေဘယ်တိုက်စင်ဝင်ရောက်လာလားအခြားသီးနှီးမှာခြေစွမ်းပြတဲ့လိုမျိုးအထောင်မှတီးတဲ့နေရာမှာမဟုတ်တဲ့အတွက်ပို့ပြီးတော့လဲကောင်းလာနိုင်တယ်အန်ဝင်မှလည်းအန်ဝင်ကောင်းအန်ဝင်နိုင်တယ်ဒါပေမဲ့အိုက်တာတို့ခေါ်မယ်ဆိုလို့ရှိရင်တော့သူတို့တီးရှာတွက်ချိန်မှာခေါ်တာဖြစ်တဲ့အတွက်ပရီးမီးယားလိမှာအသားကျနိုင်ခြင်းရှိပါတယ်ကျွန်တော်တို့ဘယ်သူပဲရောက်ပါကြိုးစို့ဖို့အသင့်ရှိနေပါတယ် ဒုတိယမြောက်သတင်းတပုတ်ကတော့ The Sun ဖော်ပေါ်ကဖော်ပြထားပါဗောလေအဲ့ဒါကတော့ Juice ခွန်နေနဲ့ပတ်သက်ပြီးဖော်ပြထားပါဒီသတင်းကတော့ rumor ဖြစ်နိုင်ခြင်းများပါတယ် The Sun ဖော်ပေါ်ဆိုတာလည်းများသောအားဖြင့် rumor တွေများတယ်ဗျဒါပေမဲ့လည်းအခုနောက်ဆုံးရသတင်းတွေမှာဆိုဒီသတင်းကအလက်ဆက်ဆုံးဖြစ်တဲ့အတွက်ဖော်ပြပြီးဖြစ်တာဗောလေ Spain La Liga club Barcelona အသင်းရဲ့နောက်ခံစားသမား Juice ခွန်ဒီကို Arsenal ကလာမယ့်နေရာဒီမှာပေါင်55တန်းအသုံးပြုပြီးတော့ခေါ်ယူခြင်းနေတယ် ်ဒီကစားသမားကဘာစီလိုနားနေထွက်ခွာနိုင်ရာဂိုင်းတို့အရန်နေတယ်ဆိုမြက်အာဆင်နယ်တို့ကဒီကစားသမားကိုဘာစီလိုနားရဲ့ဗန်နာရဲ့အခက်ခဲပေါ်မူတည်ပြီးတော့ကန့်လန့်ပြီးတော့ခုံတော့ဖို့အတွက်ပြင်ဆင်တယ်လို့ကြားသိရတယ်ဒီသတင်းကသဆန်းကဖော်ပြတဲ့အတွက်ရူမာဖြစ်ဖို့များတယ်ကျွန်တော်ကသတင်းနဲ့ပတ်သက်ရင်စိတ်ချတာကဒေးဗစ်အွန်စတိတ်စိတ်ချတယ် that athletic တို့ဌာနမျိုးတွေပေါ့လေအဲ့ဒီကစိတ်ချပြီးတော့ရူမာတို့စိတ်ချတယ်ပြီးတော့ cough site လို့သတင်းတွေလည်းမစိုးဘူး အဲ့လိုသတင်းဌာနတွေကလိုရင်ကျန်တဲ့သတင်းတွေကြောက်လို့ရှိရင်တော့ကျွန်တော်တို့ကသတင်းလိုအပ်ချက်ရထည့်လိုက်တယ်ဆိုပေမဲ့ဒီသတင်းဘလောက်ခိုင်မာမှုရှိလဲအများအားပြောလို့ရှိတယ်။အဲ့တော့ဂျူးကွန်တေအာဆီနိုရောက်လာတဲ့ကြီးကအရန်နေတယ်။ဘာကြောင့်လဲဆိုတော့ဒီကစားမရဲ့စာချုပ်ဖြစ်တဲ့ကြီးက10ဘီလီယံရှိတယ်။10ဘီလီယံဆိုတာကတန်တထောင်။အဲ့ဒီပမာဏနဲ့ဒီကစားမကို2022ခုနှစ်ကစီဘီလာနေပြီးရိုတန်း90နဲ့ဝယ်လိုက်တဲ့ဟိုကစာချုပ်ဖြစ်တဲ့ကြီးထည့်တာလား။အဲ့တော့ဒီစာချုပ်ဖြစ်တဲ့ကြီးကို ခေါ်ခြင်းတဲ့အသင်းတွေကအဲ့ဂျေပေးပြီးခေါ်မှာပဲရမယ်။ဒါမှမဟုတ်ဘာစီလိုနာကစာချုပ်ဖြတ်သိမ်းမပေးနဲ့တော့မင်းတို့လာပြီးကန်လက်နဲ့တန်း90နဲ့ပဲရောင်းမယ်ဆိုရင်တော့တမျိုးတစ်ပုံပြောင်းလဲသွားနိုင်တယ်။ပြီးတော့စပိန်နိုင်ငံရဲ့ဥပဒေတွေလည်းသိရတဲ့အတိုင်းပဲစာချုပ်ဖြတ်သိမ်းကြီးကိုတပုံနဲ့ပေးချေတာဖြစ်တဲ့အတွက်အာဆင်နယ်နဲ့ဒီဂျေနဲ့ဆိုလုံးဝမဖြစ်နိုင်တဲ့အရာပဲ။ပြီးတော့ကစားသမားလည်းအားလုံးသိတဲ့အတိုင်းပဲဖက်ရှင်မင်းသား သူမဖုတ်ပါဘူးပြင်သစ်သင်းနိုင်ငံလေးစင်းတင်တဲ့တော့ပေါင်းတဲ့ခါကျရင်တကယ့်ကို fashion မင်းသားတွေပဲ26နှစ်ပြင်သစ်သားတော့2029ခုနှစ်တိဘာစီလိုနာနဲ့စာချုပ်သက်တမ်းရှိသေးတယ်တပတ်ကို euro 2600ရနေပြီးတော့တစ်နှစ်ကို euro 73.5သန်းရနေတဲ့မြန်မာတဲ့လောက်ခလာသားနဲ့တူလက်ရှိဒီယာတီ50တဝက်မှာတုံကိုသွင်းပြီးရှစ်လုံးဖန်တီးထားပါတယ်အာရီဒါတော့ဒီကစားမောက်ကိုဗဟိုခံစစ်မောင်ညာနောက်ခံမောင်ဆော့လို့ရတာဖြစ်တဲ့အတွက်တော်တော်လေးသဘောကျနေလို့ကြားသိရတယ်ဒါပေမဲ့ရောက်ရန်ရာခိုင်နှုန်းအရန်နေပါတယ် ဆယ်ရာခိုင်နှုန်းတောင်မရှိဘူးလို့တော့ကျွန်တော်ကတော့ထင်ပါတယ်။တတိယမြောက်သတင်းတစ်ပုဒ်ကတော့ဒါအင်တာနက်သတင်းပေါ့လေ။ဘာလို့လဲဆိုတော့ကျွန်တော်တို့အသင်းရဲ့လူငယ်အကယ်ဒမီကကစားသမားလေးဖြစ်တဲ့မက်ဒေါ်မန်ကတော့မနီးကတော့ကဒါ reading u18 အသင်းနဲ့ကန်နယ်ပွဲစဉ်မှာအာဆင်နယ် u18 အသင်းဘက်ကနေကပိန်လက်ပတ်ကြီးဝတ်ဆင်ကစားပြီးတော့တပွဲတည်းလေးကိုသွင်းသွားခဲ့ပါတယ်။73မိနစ်မှာတကူ26မိနစ်မှာပရန်တီယာတကူ55မိနစ်မှာတကူနဲ့83မိနစ်မှာတကူသွင်းသွားခဲ့ပါတယ်။အဲ့ဒီအတွက်ဒီကစားသမားကနောက်ဆုံး စုစုပေါင်း၄ဘွဲ့မှာဆိုရင်၁၀ကိုအထိတွင်းထားနိုင်ကြတယ်တလုံးဖိန်ထားနိုင်ကြတယ်ဒါကလက်ရှိ U18 အသင်းရဲ့တွင်းကိုတွေမှာပေါင်ရင်ပတ်သက်လာတဲ့အခါမှာ U18 အသင်းရဲ့ဂိုးတွေရဲ့85%ရခိုင်နှုန်းလို့တယောက်ထဲထမ်းပိုးပေးထားလို့ပြောလို့ရတယ် ဒီကစားမကဥမာအသက်15နှစ်ပဲရှိပါသေးတယ်ဒီမှာ32ကမှအသက်15နှစ်ပြည့်ထားတာအခု၄လပိုင်းဆိုတော့ကျွန်တော်လွယ်လွယ်တွက်မယ်ဆိုရင်တော့15နှစ်နဲ့၄လလောက်ပဲရှိသေးတယ်တချို့တော့ပြောတာဗောလေဒီကစားမကိုဘာကြောင့်ပရီးမီးယားလိမှာအသုံးပြုလို့မရသေးတာလဲအာဆင်နယ်ကဘာကြောင့်ဒီကစားမကိုပရီးမီးယားလိမှာအသုံးပြုခွင့်ရဖို့အတွက်စာတင်နေရလဲကျွန်တော်တစ်ချိန်လုံးကအီတန်ဝန်နေရီကိုကျွန်တော်သုံးခဲ့တယ် ဘရက်ဖို့အတင်းနဲ့ပွဲစဉ်မှာလူစားလေးယူတော့လေအဲ့တော့15နှစ်5လ23ရက်အကေရီများ15နှစ်နဲ့ဒီ5လ6လလောက်ဆိုလို့ရှိရင်တော့အာဆင်နယ်ဒီစားမောက်စပြီးသုံးလို့ရမယ်ဒီနေရာမှာသတိထားဖို့လိုတာကဒေးဗစ်အွန်စတိန်ပြောတဲ့စကားလေးတစ်ခုကိုကျွန်တော်သတိရတယ်အဲ့ဒါပါလဲဆိုတော့ မတ်တုံးမတ်လိုမျိုးအရေးသူမြင့်ကစားသမားတူကိုအတင်းကြီးရဲ့စီညာ level ကိုတွားရလမ်းကြောင်းကိုတည်တည်ရှိရှိပြပေးပြီးတော့ဆွဲဆောင်ထားလိုက်မှအဆင်ပြေပဲဒီကစားမအာဆင်နယ်ကိုသဘောကျတာမှန်ပေမဲ့သူ့ရဲ့ quality သူ့ရဲ့အရေးချင်းနဲ့အတင်းကြီးရဲ့လာပြီးကမ်းလှမ်းမယ်ဆိုရင်ပါသွားနိုင်ချေရှိရဖြစ်တဲ့အတွက်အာရီတာပေါဝင်အတင်းတောင်မှရှိသူတွေစီညာ level အတင်းကြီးရဲ့လမ်းကြောင်းကိုတည်ချပြပေးထားနိုင်ဖို့လိုတယ်ဆိုပြီးသူကပြောသွားပါဗါတယ်အဲ့တော့ premier league မှာတော့လက်ရှိချိန်ထိပွဲထွက်ပြီးမကစားရသေးဘူးဒီကစားသမားကတော့ အာဆင်နယ်အသင်းအတွက်နောက်ဆုံးလေးပွဲမှာ16သွင်းပြီးတော့တလုံးဖန်တီးထားပါတယ်။တကယ်ကိုမှခြေစွမ်းကောင်းပြီးလလမြင့်ကစားသမားလေးပေါ့လေ။လာမယ့်နွေရာသီပွဲဟိုရာသီကြိုးပွဲစဉ်တွေမှာတော့ဒီကစားသမားလေးကိုမြင်တွေ့ရဖို့ရှိတယ်။အရှိမလဲဒီရာသီမှာအီတန်ဝန်နေနဲ့လူးဝစ်ကယ်လီ နောက်ရသေးကြလို့ရှိရင်လည်းမက်ဒိုမန်တို့လိုကစားသမားလေးတွေနောက်ပြီးတော့ခါဗီယာတို့လိုကစားသမားလေးတွေရှိရသူတို့လည်းထွက်ပေါ်လာဖို့ရှိတယ်တော်တော်များများမျောလင့်ဆောင်စားနေတဲ့ကွင်းလယ်ကကာဇူလာစတိုင်ကစားသမားလေးဖြစ်တဲ့ဆာလတ်အိုဟန်တို့လိုကစားသမားတွေလည်းလာမယ့်ရာသီမှာထွက်ပေါ်လာနိုင်ချေရှိပါတယ်ဒီ season လေးကိုဒီကောက်ကွန်ကြီးပေါင်းပြီးတဲ့ရှူဘောလုံး online agent ကိုလည်းကျေးဇူးတင်ပါတယ်အမှဆော့မယ်ဆိုရင်တော့ Viber ဖုန်းနံပါတ်သူညောကို6539963လုံး2ခွန်ကိုဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရောက်နေဖြစ်ပါတယ် ဗိုက်ဘာဖုန်းနံပါတ်ကသူညာကို6939639လုံး2ခုကိုဆက်သွယ်ပြီးတော့ iVet Quick ကို Sport Internet 93လုံးမိတူကိုကစားလို့ရပါတယ်ခင်ဗျာဘောလုံးပွဲတွေလုံးဝမလုံးတော့ဆိုတော့ YouTube မှာကိုထွတ်ပေါ်ပေါ်ရှိုးရိုက်ရှာပြီးကျွန်တော်တို့အားပေးလို့ရပါတယ်ကဲနောက်ဆုံးသတင်းတစ်ပုဒ်အကြောင်းသွားလိုက်အောင်နောက်ဆုံးသတင်းတစ်ပုဒ်ကတော့ဒါ Fontan Arsenal ကဖော်ပြထားတဲ့ Arsenal တို့ရဲ့လာမယ့်ယာတီမှာအသင်းတွေထွက်ခွာသွားနိုင်ရှိတဲ့ကစားသမား9ဦးနဲ့ပတ်သက်ပြီးသူကဖော်ပြသွားပါပါသူကတော့ confident ပြည်ပဲတရားရဂိုင်းတို့အသင်းတွေထွက်ခွာသွားမယ်ဆိုရေးထားတယ်ဒါပေမဲ့ကျွန်တော်ကတော့ဒီကစားသမား9ဦး xấu ထွက်သွားနိုင်ရာဂိုင်နှုံးတွေကိုတစ်ခါလေးပြပြပေးသွားမယ်ပေါ့လေပထမဆုံးတယောက်ကတော့ဒါနက်တိုနဲ့ရိုင်းစတာလင်သူတို့ကတော့ကျွန်တော်အငားပဲခေါ်တာဖြစ်တဲ့အတွက်ထွက်သွားလဲအရင်ကထူးဆန်းတဲ့ຢာမဟုတ်အငားသီးတန့်ခေါ်တာဖြစ်တဲ့အတွက်နက်တိုကိုဘုံမောက်ရိုင်းစတာလင်ကိုချယ်ဆီကိုကျွန်တော်ပြန်ပို့မှာပါနောက်ထပ်တယောက်ကတော့နူနိုထာပါတဲ့လက်ရှိချိန်မှာလာစီယိုကအရင်ကြိုက်တယ်ဆိုပြီးတင်းနေထွက်နေတဲ့အတွက်ဒီကစားမှအာဆင်နယ်ကိုပြန်မလာဘဲနဲ့ဟိုမှာအပိသက်ခေါ်သွားနိုင်ရှိတယ်အငားချတဲ့ကိုကတန်ကြီးဘလောက်နဲ့ခေါ်လို့ရတယ်ဆိုတဲ့ပုံစံမျိုးယူရှစ်တန်းလားမသိဘူးအဲ့ဒီအတွက်လာစီယိုကသူ့ကိုခေါ်မှာဆိုရင်တော့ HJP ရနဲ့ ကစားမအပိုင်ရသွားတော့မှာပါဆမ်ပီလိုကိုညာကိုလည်းကျွန်တော်တို့ကစီဗီလာကိုအငှားချတာခဲ့တာသူ့ကိုလည်းဝဲမယ်ဆိုရင်တန်ကြီးဘလောက်ဆိုပြီးတတ်မှတ်တာရှိတဲ့အတွက်ပြန်မလာဘဲနဲ့အဲ့ဒီအသင်းမှာပဲဆက်ပြီးတော့အပိုင်ဝယ်သွားလဲဖြစ်နိုင်တယ်ပေါ့လေနှွေမသူတို့ကစာချုပ်ပြေးကြမှာပါနောက်ထပ်ညကတော့ခင်ရတီယာနီးနဲ့ချော်ချင်းညိုပါတီတက်ဆိုင်သူတို့ကပိုပြီးရှင်းတယ်သူတို့ကတော့ကျင်းတီထွက်မှာနှွေရတီကြိုက်ရင်အဲ့ဒီအတွက်ဒီကစားမနှစ်ဦးကတော့စာချုပ်တက်တန်းကုန်တာဖြစ်တဲ့အတွက်တီယာနီးကတော့စက်တစ်ချော်ချင်းညိုကတော့ လက်ရှိအချိန်မှာဘရာဇီးကလပ်တချို့ sorry ကလပ်တချို့နဲ့စကားပြောနေရတော့ရှိနေပါတယ်နောက်ထပ်၃ခုကကျတော့ဒါ Renaissance လက်ရှိအချိန်မှာကာလာရှိဒန်အကြောင်းခွဲစိတ်ထားတဲ့ Renaissance တော့ Arsenal ကိုပြန်ရောက်နေတယ်ဖူဟန်သင်းစီကိုတရားသည့်အငှားသွားဆော့ရဲဆိုပြီးပဲပေါ့လေဒံယာလေးနဲ့ရုံးကန်နေရတယ်။မာကွင်ဟိုကတော့ဒါခရူစီကိုအတင်းမှာငှားသွားဆော့တယ်။ခါဟင်းကတော့ရီယယ်ဘယ်လာဒိုလေးအတင်းမှာသွားပြီးဆော့တယ်။ဒီသုံးဦးကတော့ လာမယ့်ညဒီမှာကမ်းလန်းတဲ့အသင်းတွေရှိရင်တော့ရောင်းချသွားနိုင်ရရှိရပါလိမ့်။အဲ့တော့ဒီ၉ဦးထဲမှာဆိုလို့ရှိရင်တော့အသင်းကနေစာချုပ်အလုပ်နဲ့ထွက်ခွာသွားမယ့်ကစားသမားတွေအသင်းကနေအငှားစာချုပ်ပြီးလို့ပြန်သွားမယ့်သူတွေနဲ့အပီးဝက်ခွင့်ပါပြီးတော့အငှားချထားတဲ့ကစားသမားတွေရဲ့အသင်းမှာပြန်လာပြီးမဲ့လေဈေးကောင်းရရင်ရောင်းချမယ့်စုံစုံလုံးက Renison မာကွင်ဟိုကိုင်းလို့ကစားသမားတွေရှိပါတယ်။ဒီကစားသမားတွေအားလုံးကိုရောက်စလုံးတရားခိုင်နှုန်းအတင်းရနေထွက်ခွာသွားလဲဖြစ်ကောင်းဖြစ်နိုင်ပါတယ်အဆုံးလိကြည့်ပြတ်လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ